ာယုံနေစားပြီးမျက်နှာမွေးကြောမွေးလေးတွေခင်ဗျာလေးကြောက်ဝါရှာတယ်เนาะအဲ့တော့ခုနပြောတဲ့ပတ်စံရှိသားသမီးတွေမဆိုင်ဘူးလားဒီအမိန့်နဲ့ဌာနဆိုင်ရာအကြီးအကဲတွေရဲ့သားသမီးတွေမဆိုင်ဘူးလားဒီအမိန့်နဲ့အကျုံးမဝင်ဘူးလားအမှုပညာရှင်တွေအစိုးတော်တွေဒီအမိန့်နဲ့အကျုံးမဝင်ဘူးလားပြပါအောင်အဲ့လူတွေလည်းဝင်နေဆိုတာအဲ့လူတွေကိုလည်းခေါ်တယ်ခေါ်ထည့်တယ်ဆိုတာလည်းပြပါအောင်လို့ เนาะဒါလေးကတော့မနေနိုင်လို့ပြောမိတာပါမနေနိုင်လုံးလုံးအရေးဆုံးပြောမိတာပါပေါ့เนาะသိလားဝင်လို့ရတယ်ဝင်လို့ရတယ်ဝင်ဟဲ့ဝင်လို့ရပါလားအချစ်ချင်းပါစံနေပေးလိုက်နော်မနေနိုင်လုံးလုံးအရေးဆုံးပြောမိတာပါအဲ့တော့ကျမလေးထိုင်းသွားလို့ရှင်လေဒီလိုပဲခလေးတွေရထားပေါ်ဒီမှာဆိုတွေ့တယ်သိလား ညနာလေးတွေမတ်စ်လေးတွေအုပ်ပြီးကျမတို့တို့အမူအရာလေးတွေကြည့်လိုက်တာနဲ့ဒါမြန်မာဆိုတာသိတယ်လေနော်ဝေထားစားနာတာလေးတွေပုံစံလေးတွေကြည့်လိုက်တာနဲ့ပြီးရင်တို့နားကတ်လိုက်တယ်ဆိုအဲ့လိုပဲအချင်းချင်းတွတ်တွတ်တွတ်နဲ့မြန်မာလိုကြဲကြဲမပြောရဲဘူး သိလားမြန်မာလိုကြကြမပြောရင်ဒီဘူတောင်ဆင်းရမှာလားဟိုဘူတောင်ဆင်းရမှာလားဟိုလိုဆင်းရမှာလားစသဖြင့်ပေါ့ဒီလိုမျိုးလေးတွေသိလားနောက်တစ်ခါလေးဟိုမျက်နှာလေးတွေမျက်လုံးလေးတွေမှာကိုနေရလေအယောင်လေးတွေကမှိန်ရှားတယ်နော်တနာပါတယ်သိလားဟိုနိုင်ငံသားပြေးကြရတယ်ဆိုတဲ့ဟာနောက်စကားကိုယ်စီမှာလည်းလူဆွမ်းအရင်းမြစ်တွေယော့သွားတာပေါ့နော်လုံသားရှားပါမှုဆိုတာတွေလည်းဖြစ်လာပြီလေနော်အရွယ်ကောင်းလေးတွေကမနေရတော့ဘူးကြောက်ကြရှာတာသိလားအဲ့တော့လေစံပြအနေနဲ့အဲ့ဒီအဲ့ဒီခုနကျွန်မပြောတဲ့အဲ့ဒီလူတန်းစား၃မျိုးရဲ့ဟိုသားသမီးတွေစံပြအနေနဲ့ မြင်ရရင်တိတ်ကောင်းပါမယ်လို့နော်ဘယ်အမှုပညာရှင်တော့ဖြင့်ဘယ်လိုလုတ်လိုက်ပြီပါလာပြီနော်ဘယ်အစိုးရတော့ဖြင့်ဘယ်ဌာနဆိုင်ရာလူကြီးရဲ့သားသမီးတွေတော့ဖြင့်ဘယ်တတိယရဲ့သားသမီးတွေတော့ဖြင့်တယောက်မှမတွေ့သေးဘူးဒီနေ့ဒီချိန်ထိတယောက်မှမတွေ့သေးဘူးဒါကြောင့်မလို့ဒီဥပဒေတွေကဒီသားသမီးတွေကိုအကျုံးမဝင်ဘူးလားလို့ နော်မနေနိုင်လုံးလုံးအရေးဆုံးမေးမိတာပါအဲ့တော့ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့လည်းတယောက်နဲ့တယောက်နဲ့ရန်ဖြစ်တာတွေတယောက်နဲ့တယောက်နဲ့သူနိုင်ကိုနိုင်စကလုံးနေနဲ့ပြောနေရတယ်လေတော်လောက်ပြီဒီအချိန်မှလည်း ကျမတို့ကလေမခံကျင်စိတ်နဲ့ဘေးအိမ်ကြီးချင်းတိုင်းပြီးရလေအဲဒီအထုသဖြင့်ထိုင်းပေါ့နော်ဒါကျမတို့ပေါ်မှာဆိုရင်ဒါမကောင်းမှုလို့ပဲပြောရမလားနော်ကျမတို့လူမျိုးပေါ်မှာအနိုင်ကျင့်နေပေါ့လေကျမတို့မြန်မာနိုင်ငံကတိုးတက်သွားမှာဆိုတို့အင်မတန်ကြောက်တယ်ပေါ့အဲ့တော့လေကျမတို့တွေကစီစီလုံးလုံးနဲ့ချစ်ချစ်ခင်ခင်နဲ့ဘေကပဲအာရရဘယ်သူစီကပဲအာရရ ဘယ်သူကပဲလှုပ်ပေးလှုပ်ပေးနိုင်ငံတိုးတက်ဖို့ကျွန်တော်တို့တွေနိုင်ငံပြောင်းလဲသွားဖို့ဆိုရင်လက်ခံတဲ့အချိန်ရောက်ပြီလို့ပဲကျွန်မပြောပြရစီတယောက်နဲ့တယောက်နဲ့သူနိုင်ကိုနိုင်ရန်နေဖြစ်စကားတွေပြောစကားနိုင်နေလို့သိလားဟာဒီ Facebook ပေါ်မှာတိုက်ပွဲတွေဆင်နေုံတော့နေတော့မဟုတ်တော့ဘူးသိလားကျွန်တော်တို့တွေကလေကိုတိုင်းပြည်ကိုကောင်းအောင်လုပ်ပေးနိုင်လို့ရှင်ဘယ်သူကပဲကောင်းအောင်လုပ်ပေးနိုင်လုပ်ပေးနိုင်ကျွန်တော်တို့ကလက်ခံရမယ်ကြိုဆိုရမယ်အချိန်ရောက်သွားပြီเนาะဘာဖြစ်စော်စိတ်ထင်တိုင်းနေလဲအကုန်လုပ်ခဲ့ပြီးပြီလေเนาะစိတ်ထင်တိုင်းနေအကုန်လုပ်ခဲ့ပြီးပြီစိတ်ထင်တိုင်းနေကျွန်တော်တို့တွေပြောခဲ့ပြီးပြီကျွန်တော်တို့စိတ်ထင်တိုင်းနေရန်ဖြစ်ခဲ့ပြီးသွားပြီးပြီမော ကြပြီပေါ့နော်ရံဖြစ်ခဲ့ပြီးွားပြီးစိတ်ထင်တိုင်းနေဟုတ်တယ်လားဒီအချိန်မှာတော့ကျမတို့ကိုဘသူကပဲအဲခုနလိုပေါ့ကောင်းအောင်လုပ်ပြီးလုပ်ပြီးကောင်းအောင်လုပ်ပြီးတာကိုကျမတို့ကလက်ကမ်းကြိုဆိုပြီးတော့ကျမတို့အကောင့်နေရအောင်ဝိုင်းပြီးတော့မှစူးစမ်းကြရမယ်အချိန်ရောက်သွားပြီနော်ဆိုတော့လေအချင်းချင်းရံဖြစ်နာတွေတော်လောက်ပြီလို့ပဲကျမဒီလိုပဲပြောရမှာပဲနော်ကျမတို့မခံချင်စိတ်နဲ့လေစူးစမ်းရမယ်အချိန်ရောက်သွားပြီကျမတို့အိမ်နီးချင်းတိုင်းပြည်တွေထက်ကျမတို့တွေတိုးတက်အောင်တာအောင်ဗစက်တင်နေပဲပြောလို့မရဘူးဟာငါတို့ကတော့ဖြစ်ချင်နေဖြစ်ချင်နေဗစက်တင်နေပဲပြောလို့မရအောင်အဲ့တော့ကျမတို့တိုင်းပြည်ကိုဘယ်သူ ူကောင်းအောင်လုပ်ပေးမှာလေကောင်းအောင်လုပ်ပေးရသူဆိုကျမတို့ကလက်တွဲရမှာပဲကောင်းအောင်လုပ်ပေးရသူဆိုလက်ခံရမှာပဲဟုတ်တယ်လားအဲ့တော့လေဟိုကောင်းအောင်လုပ်ပေးတာကိုဟိုကျမတို့ကဘေးထိုင်ဘူးပြောပြီးတော့မှအပုတ်ထိုင်ချပြီးတော့မှထိုင်ဆဲနေအောင်လုပ်နေဆိုလို့ရှိရင်တော့အဲ့ထက်ကောင်းအောင်လုပ်ပေးနော်အဲ့ထက်အဲ့အင်းကြီးလေးကြိုက်တယ်ထည့်ပေးလိုက်ပါလားယင်းနဲ့ဟာ လူငယ်တွေခင်ဗျာလဲအခုဆိုရင်တကယ်ကိုအခုမှတကယ်ကိုအနာဂတ်ပြောက်တာเนาะလူငယ်တွေဟာလေအဖက်ဖက်ကိုကြောက်ရတဲ့အနေအထားဖြစ်နေပြီသိလားတဖက်ထင်းကိုမဟုတ်တော့ဘူးเนาะအဖက်ဖက်အဖက်ဖက်ကိုကြောက်ရတဲ့အနေအထားဖြစ်သွားပြီတဖက်ထင်းကိုကြောက်ရတာမဟုတ်ဘူးတဦးတည်းကိုကြောက်ရတာမဟုတ်ဘူးကျွန်တော်တို့ကလေအကုန်လုံးကိုပတ်ပြီးတော့မှကြောက်ရတဲ့အနေအထားဖြစ်သွားပြီဒါအမှန်တရားပြောပြတာပါเนาะအဲ့တော့ကျွန်တော်တို့ကလေဘယ်လိုပဲဖြစ်ဖြစ်ဟိုကျွန်တော်တို့တွေအသက်အရွယ်တွေဆိုတော့ဒါပြီးသွားပြီကျွန်တော်တို့တွေကဒီဘဝမှာပြီးသွားပြီပြီးသွားပြီအဲ့တော့နောက်ထပ်မျိုးဆက်နောက်ထပ်မျိုးဆက်လေးမှာကျွန်တော်တို့က တည်ငါပေါ့လေကျမတို့ကသူများနိုင်ငံကိုပို့လိုက်တယ်တသက်လုံးသူများနိုင်ငံမှာပဲကျမတို့ကကြုံခံရတဲ့အနေအထားမျိုးနဲ့ပဲကျမတို့ကထားရတော့မှာလားသားသမီးတွေကိုအဲ့လိုမဟုတ်ဘူးလေနော်ကျမတို့ ဟိုအောင်မြင်မှုတွေကျမတို့အရေးချင်းတွေအရေးသွေးတွေ ਨੇ ကျမတို့ကကိုတိုင်းပြီးကိုမီကိုရေးမှလीတစ်ခါတည်းကိုပိုင်ပိုင်နိုင်နိုင်မာမာချာချာနေနိုင်တဲ့မျိုးဆက်တစ်ဆက်ဖြစ်အောင်ကျမတို့တွေကအဲ့လိုဖြစ်ဖို့လိုတယ်အဲ့တော့အခုအချိန်မှာတော့ကျမတို့တွေရန်ဖြစ်တယ်ဆိုတဲ့ဟာတွေကိုရက်ပြီးတော့မှဘယ်သူကငါတို့ကိုအကောင်းဆုံးလုပ်ပေးနိုင်မယ်ဆိုတာလေးကိုအဖြေရှာပြီးတော့မှအကောင်းဆုံးဖြစ်နိုင်မယ်ဆိုတဲ့အရာလေးမှာကျမတို့ကလीဆွေးနွေးကြပြီးပြောဆိုကြပြီးတော့မှကျမတို့ကလीဒီလိုမျိုးလုပ်ရတော့မယ်အချိန်ရောက်ပြီးရန်ဖြစ်တာတွေတော်လောက်ပြီးအားလုံးပင်ပန်းနေကြပါပြီเนาะဆိုတော့ Facebook ပေါ်ဒီမှာမနေ့ကအမေရိကအမလာဖို့အတွက်ဆိုကျမတို့တော်တော်ပြောဆိုဆွေးနွေးလိုက်ရတယ်စီးယုံလိုက်ရတယ်ပေါ့နော်မလာရဲကြဘူး ဟာနင်တို့တိုင်းပြာဘလို့ဖြစ်နေတာနင်တို့ဘလို့ဖြစ်နေတာလေနင်တို့စီမှာဒီမှာ Facebook ပေါ်ဒီမှာတွေ့နေတာပဲဟာနင်တို့ရန်ကုန်မှာဆိုဘလို့ဟာမန်းနေလေဘာဆိုဘလို့ဟာဘလို့ကဘလို့ဖြစ်နေတာဟဲ့ဘလို့မဟုတ်ပါဘူးအဲ့လိုမျိုးတွေမဟုတ်ပါဘူးဒီမှာအားလုံးကသွာလာလှုပ်ရှားဒီလိုပဲအမလီဒီမှာတစ်ခါတလေဥပမာ vacation အချိန်နေဆိုလို့ရှိလို့ရှိရင်ဒီမှာလေဟိုဥစားတွေတောင်မှဟိုကားလမ်းနေတောင်မှသွာလို့မရဘူးနော်ကားလမ်းနေတောင်မှသွာလို့မရဘူးနော်ချိုးစေးမိုင်းကားလမ်းနေတောင်မှပိတ်တယ်မြို့ပြင်ကိုထွက်တဲ့ဟာတွေဆိုရင် င်အားလုံးကခီးထွက်ချိန်ဆိုလဲခီးထွက်တယ်လဲရမယ့်ချိန်ဆိုလဲလဲတယ်ပျော်ရမယ့်ချိန်နေလဲပျော်တယ်အားလုံးလောက်ကန်စားတော့ပြီးပုံမှန်အတိုင်းပါပဲလာပါဆိုမဟုတ်ဘူး Facebook ပေါ်မှာဒီလိုတွေးလို့မဟုတ်ဘူး Facebook ပေါ်မှာဒီလိုနောက်ဆုံးကျမလေးအာမခံပါတယ်လာခဲ့ပါကျမအလုံးစုံအာမခံပါတယ်မဟုတ်ပါဘူးနင်းနင်းကြတော့တယ်ဘဲမှမတော့ကျမဘဲမှမတော့ဘူးမလားဆိုတော့ကျမအကြောင်းတရားနဲ့ကျမကိုကကိုကိစ္စနဲ့ကိုကိုအကြောင်းတရားနဲ့ကိုအပြင်းမာလင်းပုံမှန်အတိုင်းပဲတွန်းလာလှူရှားနေရကြတာဘာမှမဖြစ်ဘူးလားဆိုတော့ အဲ့တို့ရန်ကုန်လေးစိတ်ကိုရောက်လာတဲ့အချိန်ကနေစပြီးတော့လေအယမ်းပျော်သွားတယ်။အော်အေးဟုတ်တယ်။ညီမလေး Facebook တွေထဲမှာကြာတော့ဘလို့ပြောနေပါလားညာလို့ပြောဒီမှာကြာတော့အကုန်လုံးအေးအဲ့ဒါတော့မှပဲညာဘက် track ကြည့်ကြည့်ဟောဆရာဆန်လန်းကိုသွားကြည့်ကြည့်လိုက်ပါဟောဟိုမှာဟိုဥစားတို့ အနည်းဆက်ဆုံးဆရာဆန်လန်းမဲသွားကြည့်ကြည့်လိုက်ပါအောင်ဆရာဆန်လန်းမှာဆိုတခါတည်းကိုကြိတ်ကြိတ်တို့နော်ထိုင်းဆရာနေရာတော့မရဘူးစားတော့ဆိုင်နေဘားနေရှိကလပ်တွေရှိသွားကြည့်ပါအောင်တခါတည်းကိုဒီမှာဆိုင်နောက်တခါဒီကျမတို့ရေဒနာလန်းလာကြည့်ကြည့်ပါအောင်စားတော့ဆိုင်နေ the lot တို့ဘာလို့ဆိုလဲကားနေရာတော့မရဘူးထိုင်း47တို့ဒီမှာဘားထိုင်းတို့ညာထိုင်းတို့တွေနော်တခါတည်းကိုကျမတို့ရေဒနာလန်းတစ်ချက်တခါတည်းဟိုမှာတက်ကတော်ရိတ်တာလန်းတစ်ချက် ဒီဩစာတလျှောက်ဗာလဲတက္ကသိုလ်ရိတ်တော်လမ်းအောင်ဖြစ်တဲ့ဒီ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 ဆင်ယာဆန်လမ်းတလျှောက်ဆိုရင်ထိုင်းစရာနေရာတွေတော့မရှိဘူးစားတော့ဆိုင်နေအဲ့တော့ဟို ဘာမှမဖြစ်ဘူးလားဆိုအဲ့လိုလေးပေါ့လေတခါလေးကျ Facebook ရဲ့ propaganda မှာလည်းအဲ့လိုမျိုးလေးရှိရယ်နိုင်ငံသားမှာနေတဲ့သူတွေကလည်းအဲတကယ်ကိုအခြေအနေမှန်မသိဘဲနဲ့တခါတလေကျလို့ရှိရင်လေထင်တလုံးနဲ့လေဟိုဟာမြောက်ပေးဒီဟာမြောက်ပေးဟိုလိုပြောဒီလိုပြောတွေမပြောမလုပ်ပါနဲ့တခါတလေကျရင်ကျမလေးစိတ်ဆိုးတယ်တိလားအဲ့နိုင်ငံသားနေနေပြီးတော့မှလေမြမပြီကိုလည်းအခွန်လဲငါးပြားမှလည်းမဆောင်မနဲ့လေဟိုလိုဒီလိုနဲ့လေထင်ရမြင်ရလေးဆွတ်ပြီးတော့မှရှောက်ရှက်ပြီးတော့မှပြောနေကြတာလေနော်ဆိုတော့လေ ဒီမှာတကယ်တကယ်ကြားရင်မဟုတ်ပါဘူးတကယ်တကယ်ကြားတော့ကျမတို့ဒီမှာနေရတယ်အဲ့လိုတွေပြောအဲ့လိုတွေလုပ်ရင်ကျမတို့ဒီထဲမှာနေရတဲ့သူတွေပို့ပြီးခက်ခဲတယ်ပို့ပြီးတော့မှကြက်တဲတယ်အဖက်ဖက်ကပို့ပြီးတော့မှဖိနှိပ်တဲ့ဒဏ်ကိုခံရတယ်အဖက်ဖက်ကအဖက်ဖက်ကနော်အဖက်ဖက်ကကျမတို့ကတစ်ဖက်တည်းမဟုတ်တော့ဘူးအဖက်ဖက်ကဖြစ်သွားပြီနော်အဖက်ဖက်ကအဲ့တော့လေအဖက်ဖက်ကိုအကုန်လုံးကိုကြောက်ရတဲ့အနေအထားမျိုးဖြစ်တယ်နော်ဒါကြောင့်မလို့လေဟိုနိုင်ငံသားနေနေတဲ့သူတွေလည်းလေအခြေအနေမှန်ကိုမသိဘဲနဲ့မပြောနဲ့တိလားကျမတို့ဒီမှာဒီလောက်ထိမဟုတ်ပါဘူးသွားလာလှုပ်ရှားအခုအမေရိကရ ောက်တဲ့အမဆိုလေအမလေးပျော်သွားပြီသူဒီမှာနော်အေးဟုတ်တယ်ဟဲ့တယ်အဲ့ဒါလေသွားနေတာလာနေတာငါနေဒီမှာရှေ့တကုံဖျားလဲသွားပြီးသွားပြီးတယ်ငါဘယ်လဲသွားပြီးငါဘယ်လိုလဲလုပ်ပြီးတိုင်းဘာလဲလုပ်ပြီးတိုင်းဆိုပျော်သွားပြီးအဲ့ဒါ Facebook ပဲတဲမှာထင်းနေတိုင်းမဟုတ်ဘူးပေါ့လေအဲ့လိုအဲ့တော့ကျမတို့ကလည်း ကျွန်တော်တို့နောက်ထပ်မျိုးဆက်ကလေးကိုလည်းကျွန်တော်တို့တိုင်းပြည်မှာပဲကျွန်တော်တို့ကလေတခါလေသူတို့ရဲ့အရေးသွေးတွေသူတို့ရဲ့အရေးချင်းတွေကိုအကောင်းဆုံးပြသနိုင်ပြီးတော့မှလေအာတခါလေကိုအဲတကယ်ကိုတိုင်းပြည်ကောင်းရကောင်းကျိုးမိမိဘဝကောင်းရကောင်းကျိုးတွေကိုလေဟိုစာအဲလှုပ်ရတာကိုမြင်ကျင်လှုပ်စေခြင်းညရယ်နော်အဲ့လိုအဲ့လိုမြန်မာပြည်ပြန်လာရင်ね OWIC ကတ်လုပ်ပြီးဘီလာရှင်နဲ့ခုတယ်ကျွန်မ OWIC ကတ်လုပ်တဲ့သူမှမဟုတ်တာကျွန်မကိုမေးရအောင်နော်တတ်ဆိုင်ရသူကိုမေးပေါ့ ဟုတ်လားကျမ OWIC ကတ်လုတ်တဲ့သူလားသက်ဆိုင်ရအောင် OWIC ကတ်လုတ်ပေးပြီလားဆိုကြိုက်သက်ဆိုင်ရအောင်မေးပေါ့ဟုတ်တယ်အကုန်လုံးနေ ေဘက်ကပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်သိလားအဲ့ဒါကြောင့်မလို့လေဟိုမြင်ရတာညီမတို့လည်းလေတတ်နိုင်တဲ့လောက်တော့ကူတာပဲဒါပေမဲ့လည်းလေကိုလည်းကိုစားဝင်နေရင်ရှိသေးတယ်ပေါ့နော်မိသားစုတိုင်းကိုပြည်လဲအောင်တော့လည်းမကူနိုင်မြန်ဘူးသိလားအိုးပြည့်အိမ်ပြည့်အိုးရိအိမ်နေပျက်စီးဆုံးရှုံးသွားတဲ့မိသားစုတိုင်းကတော့ကိုလည်းကိုဘဝရှိသေးတာဆိုတော့ထမင်းတလုံးတစ်စုပ်ပေါ့တနတ်စာလောက်ပဲကျမတို့လည်းကူညီထောက်ပံ့နိုင်တာပေါ့ဒီမိသားစုအများကြီးရောနော်ဒီမိသားစုတွေရဲ့ပြန်လဲထူထောင်ရေးလောက်ကြည့်ကြတော့ကျမတို့ကမစွမ်းနိုင်ဘူးလေအဲ့ဒါကြတော့တာဝန်ရှိတဲ့သူတွေစွမ်းဆောင်ပိုင်းရမှာ ှာအာနာရှိတဲ့သူတွေလုတ်ပိုင်ခွင့်ရှိတဲ့သူတွေကလုတ်ပေးမှရမှာနော်အဲ့တော့ကျမတို့တွေကတော့ထမင်းတလုတ်ပေါ်လေရေတစ်ခွက်ပေါ်ကျမတို့ကဒါပဲကုနိုင်တာကုကြတယ်ဆိုတာလေလေဟုတ်တယ်လားအလူခံပြီးတော့မှကျမတို့တွေကုကြတယ်ပေါ့ကျမတို့တွေကိုယ်ပဆန်နဲ့ကိုယ်ကုကြတယ်ပေါ့ဆိုတော့အဲ့လိုလူတွေကဘလောက်ကုနိုင်ပါလဲကျမတို့ကုနိုင်ရင်သမင်းတနက်ရေတခွက်ပေါ့ဟုတ်တယ်လားနော်ဆိုတော့ဒီမိသားစုတွေပြန်လဲထူထောင်ဖို့ကြတော့ခုနလိုပေါ့လုတ်ပိုင်ခွင့်ရှိတဲ့သူတွေကလုံးဝမပဲရမှာနော်ဒါကြောင့်မလို့လေ အဲ့လိုတွေအဲ့လိုတွေအဲ့လိုတွေအဲ့ဒါကြောင့်မို့အမြန်ဆုံးတိုးတက်ပါစေကြီးပွားပါစေအောင်မြင်ပါစေငြိမ်းချမ်းပါစေချစ်ခင်